မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့အော်တိုဘာလ18ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့် update သတင်းကတော့မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်မှာစိုင်းကယ်ဆီးလာတဲ့အမျိုးသမီးတဦးကိုကားနဲ့တိုက်မိပြီးတဲ့နောက်ကားအောက်မှာညက်ပါလာမှုကိုတာဝန်မယူဘဲနဲ့ဒဏ်ရာရတဲ့အမျိုးသမီးကိုစွန့်ပစ်ပြီးတော့မောင်းပြေးသွားတဲ့ကားဟာပသိမ်ကြီးမြို့နယ်ကပြူစောတိအဖွဲ့ဝင်များရဲ့ကားဖြစ်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အော်တိုဘာလာ16ရက်နေ့ညနေ6:45မိနစ်အချိန်မှာမန္တလေးမြို့ပသိမ်ကြီးမြို့နယ်စက်ကိုလန်ပသိမ်ကြီးဆိုင်ဘုံနားမှာစိုင်းကယ်စီးလာတဲ့အမျိုးသမီးတအူးကို Toyota Mavic အဖြူရောင်ကားနံပါတ် 3J 1013ကတိုက်သွားခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်ဆိုင်ကယ်စီးလာတဲ့အမျိုးသမီးဟာကားအောက်မှာညက်ပါသွားပြီးတော့လမ်းနဲ့ဒီယိုတိုက်ပါသွားခဲ့တယ်လို့သိရပါတယ်။အဲဒီနောက်အနီးနားမှာရှိတဲ့ပြည်သူများရဲ့အကြောင်းကြားချက်အရာလူမှုပရဟိတကယ်ဆယ်ရေးသမားတွေကဆိုင်ကယ်တိုက်ခံရတဲ့အမျိုးသမီးကိုရှာဖွေခဲ့တယ်လို့သိရပါတယ်။ Toyota Mavic အဖြူရောင်ကားနံပါတ် 3J 1013က အဆုတ်ဆေးကိုအနီးမှာကားရပြီးတော့ညက်ပါလာတဲ့အမျိုးသမီးကိုကားပေါ်ကိုတင်ဆောင်လာပြီးကံကောက်အထေချုပ်အနီးမှာဆွန့်ပစ်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီနောက်မန္တလေးဆေးရုံကြီးမှာအရေးပေါ်ဆေးကုသမှု ခံယူနေရတယ်လို့သိရပါဗျ။ကားအောက်မှာညက်ပါသွားတဲ့အမျိုးသမီးကမနေ့ကခွဲစိတ်ခံဝင်ပြီးတဲ့နောက်ပိုင်းအခြေအနေတော့မသိရသေးပါဘူး။ မနေ့ကတော့စကားတွေဘာတွေပြောတယ်ကြိုးတာပဲ့တာမရှိဘူးမီးလောင်တန်းရပုံစံမျိုးပေါ့မီးလောင်တန်းရပုံစံမျိုးကဘိုက်ရဲ့ပေါင်တွေရဲ့မှာဖြစ်တာပြီးတော့နှစ်ဖူးခွဲတဲ့တန်းရရသွားပါတယ်ကောက်ကနေညက်ပြီးတော့ဓမြလောက်ပါသွားတာလက်ရှိတော့စိုးရင်စရာမရှိတော့ဘူးလို့အဲ့ဒီအမျိုးသမီးကိုဆေးရုံတင်ပေးခဲ့တယ်လူမှုကွန်ရီအဖွဲ့ကတာဝန်ရှိသူတို့ကသတင်းပေးဖို့ပြောကြားထားပါတယ် အမျိုးသမီးကိုတိုက်ပြီးတော့ကားအောက်မှာညက်ပါလာတာကိုတာဝန်မယူဘဲနဲ့စွန့်ပစ်ခဲ့တယ်။ Toyota Mark X အဖြူရောင်ကားနံပါတ် 3J1013 ဟာပသိမ်ကြီးမြို့နယ်ပြူစောတိခေါ်ပြည်သူ့စစ်အဖွဲ့ကကားဖြစ်ပြီးတော့အဲ့ဒီကားကိုပသိမ်ကြီးမြို့နယ်ပြည်သူ့စစ်အဖွဲ့ဝင်တအုပ်ဖြစ်တဲ့ဝေယံ TikTok အကောင့် ကိုဝေယံ8221အရှင်မင်းကြီးဒူးရှိကလုံုံရေးကင်းလက်ရမှာအသုံးပြုတဲ့ကားအဖြစ်ဗီဒီယိုနဲ့တကွဖော်ပြထားပါတယ်။ကားနံပါတ်ရောကားကိုရောမျက်မြင်သက်သေတွေရော CCTV တွေရောရှိနေတာမောင်းပြတာလည်းအကုန်သိနေတာပဲ။မန္တလေးမြို့မှာအခုထိအမှုဖွင့်ဖမ်းဆီးဖို့အတွက်ဆောင်ရွက်နေတယ်ဆိုတာကယုတ်တိမရှိပါဘူး။ကားကပသိမ်ကြီးပြည်သူ့စစ်အဖွဲ့ရဲ့ကားပါ။ ခွေးတွေကမစည်းမှုတဲ့ကားတွေစီးရလို့ကြွားပြီးတော့ TikTok ပေါ်မှာဗီဒီယိုတင်ထားလို့ရှာရှာပါပါဒီကောင်တွေကားတွေမှန်တည်တာလို့ဒေသခံပြည်သူတို့ကပြောပြထားပါဗါးကားတိုက်ခံရတဲ့အတွက်လက်ရှိမန္တလေးစေယုံကြီးမှာအရေးပေါ်စေကူတမှုခံယူနေရတဲ့အမျိုးသမီးဟာမဆိုးဆန္ဒခိုင်ဖြစ်ပြီးတော့လက်ရှိအချိန်ထိအသက်အန္တရာယ်အတွက်စိုးရိမ်ပူပန်နေရဆဲဖြစ်တယ်လို့သိရပါဗါးတိုက်ပြေးသွားတဲ့ပသိမ်ကြီးမြို့နယ်ကပြူစောထီခေါ်ပြည်သူ့စစ်အဖွဲ့ကတော့ဘာမှတာဝန်ယူမှုမရှိကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္သာရီတိုင်းလောင်းလုံးမြို့အောင်တပြေဖုန်ကြီးကျောင်းမှာတပ်ဆွဲထားတဲ့စစ်ခွေးများကိုဝင်ရောက်တိုက်ခတ်ရာစစ်ခွေးတွေဘက်က၄ဦးသေဆုံးပြီးတော့စစ်သားများအလုံးဟာရဲစခန်းကိုဆုတ်ခွာထွက်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကအော်တိုဘားလ18ရက်နေ့မနေ့9နာရီခန့်မှာလောင်းလုံးမြို့မှာရှိတဲ့အောင်တပြေဖုန်ကြီးကျောင်းမှာတက်ဆွဲထားတဲ့စစ်ခွေးများကအနီးနောက်မှာရှိတဲ့ကြေးရွာတွေကလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးရန်ထွက်လာတဲ့အချိန်တော်လိုင်းတပ်ဖွဲ့များနဲ့ထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ကလေးဦးသေဆုံးက10ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့တော်လိုင်းရဲဘော်များကတော့အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ကအထိနာခဲ့တဲ့အတွက်ကြောင့် ဘုံကြီးအကြောင်းမှာတက်ဆွဲထားတဲ့စစ်ခွဲတွေအားလုံးဟာလောင်းလုံးမြို့ပေါ်ရဲစခန်းကိုဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါဗါးအခုလိုစစ်ခွဲတွေဆုတ်ခွာရာလမ်းတလျှောက်မှာလည်းပြည်သူပိုင်းနေအိမ်များကိုလက်နက်ကြီးလက်နက်ငယ်များနဲ့ရန်တမ်းပစ်ခတ်သွားတယ်လို့ပြောပါတယ်ပြည်သူများဟာတိုက်ပွဲဖြစ်ပွားနေတဲ့အချိန်စစ်ဘေးတိမ်းရှောင်ခဲ့ခြင်းကြောင့်ထိခိုက်မှုမရှိတော့လဲနေအိမ်တချို့တော့ပျက်စီးသွားတယ်လို့ပြောပါတယ် အဲ့ဒီအောင်တပြေဖုန်ကြီးเจ้าမှာကစစ်ခွေးတွေတက်ဆွဲထားတာတလကျော်လောက်ရှိပြီအင်အားအယောက်40လောက်ရှိတယ်အဲ့ဒီစစ်ခွေးတွေကလမ်းသွားလမ်းလာပြည်သူတွေစီကနေပြီးတော့ဆက်ကြီးတောင်းတာတွေလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးတာတွေလှုပ်ဆောင်နေလို့ကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေကဝင်းရောက်တိုက်ခိုက်ခဲ့တာပါကျွန်တော်တို့သွားရောက်တိုက်ခိုက်တဲ့အချိန်မှာစစ်ခွေးတွေကအနီးနားကရွာတွေကိုပေါ်တာဆွဲဖမ်းဆီးဖို့ထွက်လာတဲ့အချိန်နဲ့တိုးသွားတော့ဖုန်ကြီးเจ้าရှိမှာပဲအနီးကပြစ်ခတ်မှုဖြစ်တာပေါ့တိုက်ခိုက်မှုအတွင်းမှာစစ်ခွေး၄កောင်ထဲမှနေတိတ်ဆုံးပါတယ် ။ဒဏ်ရာရတာလဲစေကောင်ထက်မနေရှိပါတယ်။တိုက်ပွဲအတွင်းမှာစစ်ခွေးတွေက လောင်းလုံးမြို့ပေါ်ရဲစခန်းကိုလမ်းတောက်လျှောက်တနက်တွေပြစ်ဖောက်ပြီးတော့စုတ်ခွာထွက်ပြေးသွားပါတယ်လို့ဒဝဲခရိုင်တပ်ပေါင်းစုပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့က ပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေတိုင်းဆလင်းမြို့ပေါ်နဲ့စင်ဖြူကျောလမ်းပိုင်းတို့မှာကင်းလှည့်နေတဲ့စစ်ခွေးများနဲ့ကင်းမုံဝင်နေတဲ့စစ်သားများကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်ခွေးတွေဘက်ကထိခိုက်မှုရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလ16ရက်နေ့မှာဆလင်းမြို့ပေါ်မှာရှိတဲ့ပန်းချံတောက်အနီးမှာကင်းမုံဝင်နေတဲ့အချမ်းမစစ်ခွေးများကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါရတယ်။ အော်တိုဘားလ15ရက်နေ့မှာလဲစင်ဖြူကျွန်းလမ်းပိုင်းမှာကင်းလှည့်နေတဲ့စစ်ခွေးတွေကိုတော်လိုင်းတပ်ဖွဲ့များကစောင့်ကြိုပြီးတော့မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါး၎င်းတိုက်ခိုက်မှုများအတွင်းမှာအကြမ်းဖက်စစ်ခွေးတွေဘက်ကထိခိုက်မှုရှိတော့လဲအရေးအတွက်ကိုတော့အတိမပြုတ်နိုင်သေးဘူးလို့ပြောပါဗါးတိုက်ခိုက်မှုဖြစ်ပွားပြီးတဲ့နောက်တော်လိုင်းရဲဘော်များအလုံးအထိခိုက်မရှိဘဲနဲ့ပြန်လဲဆုတ်ခွာသွားတယ်လို့ပြောပါဗါးစစ်ခွေးတည်တဲ့စင်းကတော့ကျွန်တော်တို့ဆက်လက်စုံစမ်းနေပါတယ်စင်ဖြူကျွန်းဘက်မှာက4 week ကနှစ်စင်းနဲ့စစ်ခွေးအင်အား15ဦးလောက်ရှိမယ် ်ဆလင်းပန်းချံတောင်းကစစ်ခွေးအင်အားက6ဦးလောက်ရှိပါတယ်ကျွန်တော်တို့ရဲဘော်တွေအထူးကံမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ပြည်သူညီနောင်ဆလင်းတရင်နဲ့ပြန်ကြားရေးတာဝန်ခံကိုပြည်သူကရှင်းပြထားပါတယ်ဆလင်းမြို့ပြ UG ကြားပေါက်အဖွဲ့ကဆလင်းမြို့ပေါ်မှာရှိတဲ့အချမ်းမဲ့စစ်ခွေးတွေတပ်ဆွဲထားတဲ့နေရာများကိုဆက်လက်ပြီးတော့ဖောက်ခွဲတိုက်ခိုက်သွားမှာဖြစ်တယ်လို့ပြောဆိုထားပါတယ်အချမ်းမဲ့စစ်တပ်ရဲ့အတူရောင်ရွေးကောက်ပွဲဆောင်ရွက်ရမှာလဲတိုက်ခိုက်သွားမှာဖြစ်တဲ့အတော့ ဆလင်းမျိုးပေါ်မှာနေထိုင်တဲ့ပြည်သူများအနေနဲ့အကြမ်းဖက်စစ်ခွေးတွေအနီးမှာဖျက်ဆီးသွားလာခြင်းမပြုရန်မြို့ပြ UG ကြားပေါက်အဖွဲ့နဲ့ပြည်သူညီနောင်ဆလင်းပူပေါက်အဖွဲ့တို့ကဆက်လက်ပြောဆိုထားပါတယ်။အလားတူပဲသခိုင်းတိုင်းရေဦးမြို့အထွတ်မှာကင်းမုံဝင်နေတဲ့စစ်ခွေးတွေကိုမိုင်းဆွဲတိုက်ခတ်ရာစစ်ခွေးနှကောင်တေဆုံးသွားကြောင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ရေဦးမြို့နယ်ပတ်ကားမှတာဝန်ခံကပြောကြားထားပါတယ်။ အော်တိုဘားလာ16ရက်နေ့ည10:00နာရီခွဲမှာရေဦးမြို့အထွက်မှာကင်းမုံဝင်နေတဲ့အကြမ်းဖက်စစ်ခွင်းနဲ့ပြူစောတိဆယ်ဦးကန်ကိုရေဦးမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖကမိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါဗျ။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ကနှစ်ကောင်တေဆုံးပြီးတော့လေးကောင်အပြင်းထန်ဒဏ်ရာရရှိကတော်လိုင်းရဲဘော်များကတော့အထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ခိုက်မှုကစစ်ခွင်းနှစ်ကောင်သေးပါတယ်လေးကောင်ဒဏ်ရာပြင်းထန်ရရှိသွားတယ် တပွိုက်နှလုံးနဲ့မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါကျွန်တော်တို့ရဲဘော်တွေအထိကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ပြည်သူ့ကာကွယ်ရေးအဖွဲ့ရေးဦးမြို့နယ်ပကဖတာဝန်ခံကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဖတ်စစ်တပ်ကစစ်မှုထမ်းတင်တန်းကြောင်းများထပ်မံတိုးဖွင့်ကစစ်တင်တန်းကြောင်းပေါင်းအခုဆိုရင်28ကြောင်းအထိရှိလာပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်အချမ်းဖတ်စစ်ခွေးတပ်ကစစ်မှုထမ်းဥပဒေနဲ့မတရားဖမ်းဆီးစုဆောင်းထားတဲ့လူငယ်များကိုလက်ခံလေ့ကျင့်ပေးနေတဲ့စစ်တင်တန်းကြောင်း28ကြောင်းအထိရှိလာပြီဖြစ်ပြီးစစ်မှုထမ်းတပ်သားများတိုးမြင့်စုဆောင်းရရှိမှုအပေါ်မူတည်ပြီးတော့စစ်ခွေးတပ်ကအရန်တင်တန်းကြောင်းများအဖြစ်ခအကတကအနဲ့ ရလာတ59ုံမှာထပ်တိုးဖွင့်လှစ်ပြီးတော့တင်ကြားပေးနေတယ်လို့သိရပါတယ်။အရင်ကတင်တန်းကြောင်း25ကြောင်းလောက်မှာအလဲကျဖွင့်နေတာရှိပါတယ်။လူများတဲ့အခါတင်တန်းနေရလိုအပ်တဲ့အခါတကအနဲ့ခအကမှာထပ်တိုးဖွင့်တာမျိုးတွေလုပ်ပါတယ်။အခုရလာတ59ကိုပါအရန်ဖွင့်နေထပ်တိုးဖွင့်လာပါတယ်။ပင်မတင်တန်းကြောင်းတွေမှာအမြင်လက်ခံလေ့ကျင့်ပေးနေသလိုအရန်တင်တန်းကြောင်းတွေမှာထပ်မံပြင်ဆင်ဖွင့်လှစ်လာတာကိုတွေ့ရပါတယ်။ဥပမာတချို့တင်တန်းကြောင်းတွေမှာတင်တန်းသားအများပြားရလို့လက်ခံထားတဲ့အခါ နောက်ပတ်စဉ်အတွက်တင်နန်းသားတွေကိုထပ်မပို့ဘဲနဲ့အရန်တင်နန်းเจ้าမှာလက်ခံဖွင့်လှစ်နေတဲ့ပုံစံလို့တုံးတက်ရပါတယ်စစ်ခွေးတွေကတချို့လားတွေမှာတင်နန်းသား9000ကျော်စုဆောင်းရတာမျိုးရတဲ့လောက်စုနေတာမျိုးရှိတယ်လို့တုံးတက်ရတယ်လို့မြန်မာစစ်ဘက်ရေးရနဲ့လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ကတောင်းရှိသူကရှင်းပြထားပါတယ်စစ်မှုရေးပတ်စဉ်16ရက်အထိစစ်အခြေခံလေ့ကျင့်ရေးတပ်စခတ9တပ်တမတော်တမ်းမြက်လေ့ကျင့်ရေးအကြောင်းတပ်တက်က17တပ် အရာခံနဲ့အချက်ကြီးသင်တန်းကြောင်းယကတာနှစ်တပ်တမတော်ကွန်ပျူတာနဲ့ဤပညာသိပ္ပံတက္ကနဘုသင်တန်းကြောင်းဘာထူချင်းလျင်အကူလက်နက်ကြီးသင်တန်းကြောင်းခအကာတမတော်ကိုခံပညာနဲ့အားကစားသိပ္ပံတက္ကအာနဲ့အမှတ်50ခွန်ရေးတဲ့လေ့ကျင့်ရေးတက်တို့မှာလက်ခံလေ့ကျင့်ပြီးသင်တန်းတွေပေးနေတယ်လို့သိရပါတယ် စစ်တပ်ဇုံမုံထိန်ချုပ်မှုအားကောင်းတဲ့ရှမ်းပြည်နယ်ရန်ကုန်တိုင်းအေရဝတီတိုင်းမွန်ပြည်နယ်နေပြည်တော်မန္တလေးတိုင်းနဲ့ပဲခူးတိုင်းတို့ကစစ်တင်နှန်းကြောင်း15ခုဟာပြည်သူစစ်မှုထမ်းတင်တဲ့အပတ်စဉ်အများစုကိုလက်ခံလေ့ကျင့်ပေးနေတယ်ပင်မတင်နှန်းကြောင်းနေရာများဖြစ်တယ်လို့သိရပါဗျ။ဗလားတူပဲစစ်အခြေခံလေ့ကျင့်ရေးတပ်များဟာပြည်သူစစ်မှုထမ်းတင်နှန်းအပြင်အခြေခံတပ်သားတွေတင်နှန်းများကိုလည်းလက်ခံဖွင့်လှစ်လေ့ကျင့်ပေးလျက်ရှိတယ်လို့သိရပါဗျ။ တိုက်ပွဲများပြင်းထန်နေတယ်။တပိတ်ချင်းမြို့နယ်မှာရှိတဲ့စခတနှစ်နဲ့တတကဆက်၃ရွှေဘိုအခြေဆိုင်စခတရှင်ကလေးတက်နဲ့တတကဆက်၃တို့မှာလုံခြုံရေးအခြေအနေအရာတင်းနှံပုံမှန်လက်ခံလေ့ကျင့်ပေးခြင်းမရှိဘဲရန်နာထားရတယ်လို့သိရပါဗျ။ အော်တိုဘားလ10ရက်နေ့အထိစစ်မှုထမ်းအပတ်စဉ်15ကိုလေ့ကျင့်သင်တန်းဆင်းပေးထားပြီးတော့အပတ်စဉ်18ကိုတော့မကြာခင်မှာဖွင့်လှစ်နိုင်ရန်ပြင်ဆင်လှုပ်ဆောင်နေတယ်လို့သိရပါတယ်။စစ်ခွေးတပ်ဟာစစ်မှုထမ်းတပ်သားများကိုလက်စင်တတ်မှတ်ထားတဲ့အရေးအတွက်ကြော်လွန်ရရှိရေးအတွက်နီလန်မျိုးစုံနဲ့ဖမ်းဆီးစုဆောင်းနေတယ်လို့အရှိန်ဟုန်မပြတ်လေ့ကျင့်သင်တန်းပေးနိုင်ရန်အတွက်လဲစစ်သင်တန်းအကြောင်းများထပ်တိုးပြင်ဆင်ဖွင့်လှစ်လာခြင်းဖြစ်တယ်လို့မြန်မာစစ်ဘက်ရေးရနဲ့လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ကထုတ်ပြန်ထားပါတယ်။ စစ်ခွေးတွေကအတ္တမနီလန်မျိုးစုံကိုလုံဆောင်နေတာမဟုတ်လို့ပြည်သူတွေအထူးသဖြင့်လူငယ်တွေအနေနဲ့ဘေးကင်းအောင်အထက်နိုင်ဆုံးသတိနဲ့နေဖို့ပဲအကြံပြုကြပါတယ်လို့မြမစစ်ဘက်ရေးရနဲ့လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ MDSI ကတာဝန်ရှိသူကတိုက်တွန်းထားပါတယ်။အကြမ်းစစ်တပ်က2024ခုနှစ်မေလကစတင်ပြီးတော့စစ်မှုထမ်းတင်နန်းများစတင်ဖွင့်လှစ်ခဲ့ပြီးလာစဉ်စစ်မှုထမ်းလူငယ်အယောက်9000ကိုခေါ်ယူကာယခုကစစ်မှုထမ်းအပတ်စဉ်ကို78အထိရောက်ရှိလာပြီဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေတိုင်းဆလင်းမြို့နယ်မှာရှိတဲ့ကျေးရွာများကိုအချမ်းမဆက်တကဝင်ရောက်စီးနင်းပြီးတော့လူငယ်၅ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ16ရက်နေ့မှာဆလင်းမြို့နယ်မှာရှိတဲ့ကျက်တကရွာတောင်ဘက်ချမ်းကအမိုက်ကျင်းထဲမှာ ဘူးကုန်နေကောက်နေတဲ့တားဖ၃ဦးကိုစစ်တပ်ကဖမ်းဆီးပြီးတော့ဖခင်ဖြစ်သူကိုခေါ်ဆောင်သွားတယ်လို့သိရပါဗါးအဲ့ဒီနေ့မှာဇလင်းမြုံနယ်မှာရှိတဲ့တနက်ကုန်းရွာကိုအကြမ်းဖက်စစ်တပ်ကဝင်အောင်စီးနှင်းပြီးတော့လူငယ်၄ဦးကိုလည်းပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါဗါးအခုလို့ဖမ်းဆီးခံရတဲ့လူ၅ဦးဟာအသက်အရွယ်20ကနေပြီးတော့35နှစ်အရွယ်အတွင်းမှာရှိတဲ့လူငယ်များဖြစ်ပြီးလက်ရှိချိန်ထိဇလင်းမြုံမြို့မှာရဲစခန်းအချုပ်ထဲမှာဖမ်းဆီးထားတယ်လို့သိရပါဗါးချက်တကရွာတောင်ဘက်ကအမိုက်ချင်းထဲမှာတားဖ၃ယောက် ရေတံဘူးကိုကောက်နေတာကိုအဖေလုပ်တဲ့သူကိုစိတ်ခွေးတွေကပေါ်တာဆွဲသွားတာပေါ့တာမင်းနှစ်ယောက်ကတော့ဇလင်းမြုပ်ကရဲစခန်းရဲ့ရှေ့မှာငိုနေတယ်သူတို့ဆွဲသွားတာကဆလင်းမြုံမှာရဲစခန်းကိုဆွဲသွားတာပါလက်ရှိမှာအသက်အရွယ်ကတော့မသိရသေးဘူးဖမ်းဆီးထားတဲ့လူငယ်၅ဦးကိုဆလင်းမြုံမြို့မှာရဲစခန်းမှာချုပ်နှောင်ထားတယ်လို့ပြည်သူညီနောင်ဆလင်းတရင်တော်ဝန်ကကိုပြည်သူကရှင်းပြထားပါတယ်အလားတူပဲ မခွေးတိုင်းပခုတ်ကူမြို့နယ်မကြီးကန်ရွာကိုလည်းအချက်မဲ့ဆက်တက်ကဝင်ရောက်စီးနှင်ပြီးလူငယ်9ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းဒေသခံပြည်သူများကပြောကြားထားပါတယ်။အော်တိုဘားလ16ရက်နေ့မှာပခုတ်ကူတပ်မတရားတက်ကနေထွက်လာတဲ့အင်အား90လောက်ပါတဲ့အချက်မဲ့စစ်ခွေးစစ်ကြောင်းဟာပခုတ်ကူမြို့နယ်မကြီးကန်ရွာကိုဝင်ရောက်စီးနှင်ပြီးတော့ လူငယ်၅ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။အဲ့ဒီလူငယ်၅ဦးဟာမကြီးကန်ရွာကဖြစ်ပြီးတော့အသက်20ကနေ40အတွင်းရှိတဲ့လူငယ်များဖြစ်ပြီးလက်ရှိချိန်မှာအဲ့ဒီလူငယ်၅ဦးကိုပခုတ်ကူတပ်မတရားတက်ကိုခေါ်ဆောင်သွားတယ်လို့သိရပါဗျ။စစ်ခွေးတွေကခြေဝါတွေထဲကိုဝင်ပြီးတော့လူငယ်၅ဦးကိုပေါ်တာဆွဲဖမ်းသွားတာပါ။စစ်ခွေးတွေဖမ်းသွားတဲ့လူငယ်၅ဦးက အသက်အရွယ်က20နဲ့40ကြားထဲမှာပဲရှိပါတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်။ဒါအပြင်ဂျိုးမင်ကောင်မြို့နယ်နဲ့အုပ်ဖုံမြို့နယ်အဆက်ကိုရောက်ရှိနေတဲ့စစ်ခွေးစစ်ကြောင်းကလည်းအော်တိုဘားလ10ရက်နေ့မှာကြေးရွာများကိုစစ်ကြောင်းထိုးပြီးတော့ပြည်သူများကိုဇက်တိုက်ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါတယ်။အဲ့ဒီအကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာရင်းငံရွာကပြည်သူ၈ဦး၊တရတော်ရွာကပြည်သူ၆ဦးနဲ့ မအူရန်ရွာကပြည်သူများကိုလည်းပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါဗျ။စကိုင်းတိုင်းကံပလူမျိုးနယ်မှာလည်းအော်တိုဘားလ73ရက်နေ့ကရွှေဘုံမျိုးနယ်ဘက်ကနေတနိုင်းဘက်ကိုတက်လာတဲ့အန်စာရုံကားတစ်စီးပေါ်မှာလိုက်ပါလာတဲ့လူငယ်ကိုအုပ်ကိုလည်းစပယ်နန်းသာပြူစောတိစကန်းကအကြမ်းဖက်စစ်ခွေးများကပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းသတင်းရရှိပါတယ်ခမောင်း ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရန်ကုန်မြို့ကလမ်းမတွေပေါ်မှာစစ်မှုထမ်းအတွက်ပေါ်တာဆွဲဖမ်းဆီးမှုများမှာစစ်ခွေးတပ်ကငွေကြေးအစမတန်တောင်းခံနေတဲ့အပြင်အသက်အန္တရာယ်ချိမ့်ချောက်မှုများပါလှုပ်ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပြီးခဲ့တဲ့အော်တိုဘားလာဇမ်းပိုင်းကရန်ကုန်မြို့မှာနေထိုင်နေအသက်30အရွယ်အမျိုးသားတအူးဟာစစ်ခွေးတိုက်ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပြီးတော့မိသားစုဝင်တွေကချက်သိန်း180နဲ့ပြန်ရွေးမှသာအသက်ချမ်းသာပေးမယ်ဆိုပြီးတော့ချိန်ချောက်ပြီးငွေတောင်းခံခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအမျိုးသားဟာမင်းနီကုန်းရှမ်းလန်းအနီးညနေဆောင်အချိန်မှာအရက်ဝင်းတဲ့လူတစုကကားကိုထိုးရက်ကဖမ်းဆီးခဲ့ခြင်းဖြစ်ပြီးမရန်ကုန်မြို့နယ်တန်တုမာလမ်းနဲ့ဂန္ဓမာလမ်းတောင်မှာရှိတဲ့ခမရ435 436တိုင်ရင်းကိုခေါ်ဆောင်သွားတယ်လို့သိရပါတယ်။ဖမ်းခံရတဲ့ အကူမာကတလားသားရွယ်ကလေးလေးမွေးထားတာသူမိန်းမကိုမြေဒီကုန်းကနေတောင်မွေမှာပတ်စံဝင်ထားပြီးရင်ပြန်လာမယ်ဆိုပြီးတော့ဖုန်းဆက်တာအဲ့ဒီအချိန်ကစပြီးအဆက်အသွယ်ပြတ်သွားတာပဲလို့ ဖန်းစီခံတဲ့သူနဲ့ဆွေမျိုးနှီးဆက်သူတို့ကပြောပြထားပါဗျ။ဖန်းစီခံတဲ့သူအမျိုးသားဟာကုန်ပစ္စည်းများပို့ဆောင်ပေးတဲ့ delivery လုပ်ငန်းလုပ်ကိုင်နေသူတအုပ်ဖြစ်ပြီးဖန်းစီခံတဲ့အချိန်မှာ၎င်းနဲ့အတူပါလာတဲ့ပတ်စံ၁၀သိန်းကျော် battery စပိန်နဲ့ပစ္စည်းများကိုစစ်တပ်ကသိမ်းယူလိုက်တယ်လို့သိရပါဗျ။အိမ်ကိုဖုံးဆက်ပြီးတော့380နဲ့ပြန်ရွေးခိုင်းတာမဟုတ်ရင်အလောင်းလာယူဆိုပြီးတော့ပြောတာဈေးညိတာ300နဲ့တဲ့သွားလို့လူမသေးတာပစ္စည်းတွေတော့အကုန်ပေးခဲ့လိုက်ရတယ်လို့၎င်းကထပ်မံရှင်းပြထားပါဗျ။ စစ်ခွေးတွေဟာရန်ကုန်မြို့ပေါ်မှာညဘက်အချိန်များမှာပေါ်တာဆွဲမှုကိုအဓိကပြုလုပ်လို့ရှိပြီးတော့ဆိုင်ကယ်စပိန်နဲ့ခြေချင်းတွာလာသူများကိုဖမ်းဆီးမှုတွေများပြားနေတယ်လို့သိရပါဗျ။စစ်မှုရန်အပတ်စဉ်အသစ်တစ်ခုစပြီးတော့တပတ်ဝန်းကျင်လောက်ဆိုရင်တော်တော်ဆိုးတာဗျ။သူတို့ဘက်ကလူမပြေသေးလို့ဆိုပြီးတော့အသေးအတန်လိုက်ဆွဲပြီးတော့ဖြည့်တာ အဲ့ဒီအချိန်လေးဆို ပေါ်တာဆွဲခံရတာများဆုံးပဲလူပို့ပြီးတော့အပတ်စဉ်အစ်တစ်ခုစပြီးသွားတဲ့ရက်တွေမှာဆိုရင်တော့နည်းနည်းပြောင်းချိန်သွားတယ်အဲ့ဒီအချိန်ဆိုလူရဖို့ထက်ငွေညှင်းဖို့ကိုဦးစားပေးပြီးတော့လိုက်ဆွဲနေတာလို့ Rangoon Scout Network RSN ကတောင်ရှိသူတို့ကရှင်းပြထားပါတယ်ရန်ကုန်မြို့မှာစစ်မှုတဲ့အပတ်စဉ်အစ်စ်စတင်တိုင်းလစဉ်လာတိုင်းရဲ့လဝက်ကျော်မှာတင်းနှံစပေးနေကြောင်း၎င်းကရှင်းပြထားပါတယ် ်အဓိကကဒဂုံစိတ်ကန်းတောင်တဂုံလှိုင်းသားရရွှေပြည်သာအဲ့ဒီနေရာတွေပေါ့အဲ့ဒီလိုမျိုးစုံနေမှာကနေတိုင်းပေါ်တာဆွဲတဲ့သတင်းတွေကကြားနေရတယ်ကျွန်တော်အသည့်အကိုတယောက်ကအိမ်က CCTV မှာတော့9နိုင်လောက်သူ့ကောင်မလေးကိုလာတွေ့တဲ့ကောင်လေးတယောက်ကိုအရက်ဝက်နဲ့ဖမ်းသွားကြတာတွေရှိတယ် ပေါ်တာဆွဲခံရတယ်လူပြောက်တယ်ဆိုပြီးတော့ရဲစခန်းမှာအမှုသွားဖွင့်လဲရဲကသူ့ပထွေးတွေလုံမှန်းသိတော့မတိဝူးကြီးပဲပြောတာလို့ရန်ကုန်မြို့နေအသက်24နှစ်အရွယ်အမျိုးသားတို့ကပြောပြထားပါဗျာရန်ကုန်မှာပြီးခဲ့တဲ့စက်တဘာလအတွင်းမှာစစ်ခွေးတွေရဲ့မတရားတဖြစ်ဖမ်းဆီးခံရသူ163ဦးရှိပြီးတော့အဲ့ဒီဖမ်းဆီးခံရတဲ့သူတွေက66ဦးဟာလမ်းမပေါ်မှာလမ်းသွားနေတဲ့သူတွေနဲ့ဆိုင်ထိုင်နေတဲ့သူတွေဖြစ်ကြောင်း Rangoon Scout Network RSN ရဲ့စီးရင်ပြုစုထားချက်အရသိရပါဗျာမြန်မာနိုင်ငံမှာစစ်ခွေးတွေအာဏာသိမ်းပြီး တဲ့နောက်လူငယ်9ဦးမှ1ဦးဟာလုံခြုံရေးအတွက်စိုးရိမ်ပူပန်နေရကြောင်းကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP မြန်မာကအော်တိုဘာလ10ရက်နေ့မှာထုတ်ပြန်ခဲ့သေးကြောင်းသိရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ 你们男人，男人他们二楼被人家把我给回避了。啊 <music>，咱们是阿娜先生的手机，然后干的嘞。你们从里面往下走，你好。